ဟယ်လိုအလုံးပဲမင်္ဂလာပါဒီကျွန်တော်နေပါပြီးတော့ဘူချောင်းတိုင်စခေါ်ကိုဘောတာတောက်တော့ဇာဘောသွားမှာဖြစ်ပါတယ်အဲ့ဒီဘူချောင်းတိုင်စခေါ်ကအဓိကကတော့ဘောတာတောက်တော့စားရှင်လို့ရပြီးလို့ရှိရင်ကိုရီမြန်မာတွေအရန်ပေါ်တာရဲ့အဲ့ဒါကိုတော့ကြည့်ချင်တာပေါ့နော်အခုတော့ကျွန်တော်နေတော့ရထားနဲ့သွားပါမယ်ရထားနဲ့ဆိုတော့ရှိရင်တခုတာပဲရှိပါတယ်ခါတော့ကျွန်တော်ရထားနဲ့ကြွသွားနေတာဖြစ်ပါတယ်တကယ်ကနေတော့အာဒီကားလမ်းပေါ်ခုံးကျော်တော့ပေါ့နော်ဒီစားတဲ့ကိစ္စကပေါ့နော် ဒီကနေကြည့်လိုက်လို့ရှိရင်အောက်အောက်မှာကားလမ်းရှိတာပေါ့နော်။အာယထားကိကလည်းပေါ်အပေါ်မှာဆိုတော့ခလုံးကိုမြင်ရတယ်။အခုတော့ကျွန်တော်နေပြီးတော့ office ထဲကသွားမယ်အိမ်မှာနေပြီးတော့ကျွန်တော်ရဲ့ထားကတ်ပတ်စံမရှိတဲ့အတွက်ကြောင့်ကျွန်တော်ရထားကတ်ကိုရင်သွားဖြစ်မယ်ဖြစ်ပါတယ်။ကျွန်တော်ကရိုက်ထားပြီးချိန်အားလာဒါမှရိုက်ထားဖို့ကတော့မပါတော့ကျွန်တော်တယောက်တည်းဆိုရိုက်လို့မရဘူး။အခုကတော့ကျွန်တော်ဈာစီဘိုးခုနကကတ်လေးနဲ့ဖွင့်ပြီးတော့ကျွန်တော်အထဲဝင်လိုက်တာဖြစ်ပါတယ်။ အာဒီတက်တကပေါ်လေးတက်ပြီးပြီးသွားလို့ရှိရင်ကျွန်တော်ယထာစီမံနေရာရောက်ပါပြီဒါတော့ယထာဆောင်တဲ့နေရာပေါ့နော်ဒီကနေကျွန်တော်တော့ယထာဆောင်ပါမယ်နှာခဲရတော့မျိုးကောင်းတာပေါ့နော်အပေါ်အားဆိုရှုခင်းနေတဲ့အများကြီးမြင်ရတယ်ပေါ့နော်ဘဝကမြန်မာတွေဖြစ်မယ်ကိုယ်လည်းမြန်မာတွေလည်းအများကြီးပဲလာစီကြရတယ်ပေါ့နော်ထထားစီရတာကအရင်အစဉ်ပြပါလေဈေးလက်တာအတန်ခကြီးလေးမြန်လေပေါ့နော်ဒါတော့ကိုခတ်တော့ရထားပါကျွန်တော်တော့မရထားမဟုတ်သေးဘူး โอเคခဏနေကျွန်တော်သွားမယ်ဒါတော့မထင်ပါနဲ့ဘာလို့လဲခြားတစ်စီးရောက်ပြီဆိုတော့နောက်တစ်စီးကလည်းလာတော့မှာဖြစ်ပါပဲမှလာပါပြီကျွန်တော်ရှိမဲ့ဒါကကျွန်တော်ကျွန်တော်ရှိမဲ့အခုကလာနေပြီပေါ့နော်ရောက်ပါပြီထားတယ်မှာတော့လူတိတ်မတွေ့ဘူးเนาะအပြင်ကကြည့်ရတာအထဲမှာပါတာမသိဘူး အာဒီပူချောင်းတိုင်စခွန်ကကျွန်တော်တို့နေတဲ့ရက်ခွဲကနည်းနည်းလေးပေါ့နော်ကျွန်တော်တို့အမအော်ရထားထဲမှာလူတိတ်မရှိဘူးပေါ့နော်လူတိတ်မပါဘူးကျွန်တော်ရထားထဲကိုလည်းကျွန်တော်ရိုက်ထားတယ်တင်းနေအာဒီထက်မှာတော့နည်းနည်းပါတယ်ဒီထက်မှာဆိုဟိုးအဆုံဆုံးပါဆိုမင်းကလေးတွေပေါ့နော်ကျွန်တော်နေရနေရတာယောက်ျားလေးတွေနေရနေရပေါ့ဘောမှာဆိုလို့ရှိရင်အမမင်းကလေးတီတန်းစီတဲ့နေရတာအဲ့ဒါယောက်ျားမင်းကလေးရော public နေရာဆိုတော့အကောင်းဆုံးရတယ် next station ဒါသာတော့ပါပြီ။ဒါကဲဒီတော့ကျွန်တော်ကနေပြီးတော့ယထာပေါ်ကနေပြီးတော့အာချူခင်းနေတဲ့နည်းနည်းလေးရိုက်ကြအောင်ပေါ့နော်။အောက်မှာယထာပေါ်ဆိုတော့အောက်ကဟာနေတဲ့ခေါင်းမြင်ရတယ်ပေါ့နော်။အိမ်လေးတွေတော့အိမ်ကတော့ဘယ်လိုပြောမလဲတန်းရလေးတွေပေါ့နော်ဒီကတော့ဖလက်တွေပေါ့။လုံးချင်းတွေပေါ့နော်ဖလက်တော့မဟုတ်ဘူး။လုံးချင်းတွေများတယ်။ ပေါ်မှာဆောက်ထားတာဆိုတော့ဒီထားလန်းအပေါ်မှာဆိုတော့တမျိုးတော့ကောင်းတယ်ပေါ့နော်အောက်ကရှုခင်းနေကိုမြင်ရတယ်တောင်တွေပါတယ်ဆိုတော့ကိုမြင်ရတယ်အခုတော့ရောက်ပါပြီဘယ်တော့မှမကြောက်ဘူးပေါ့နော်ကျွန်တော်တို့နေတဲ့နေရာနဲ့တဘူတာပဲရှိရတယ်ဆိုတော့တဘူတာက၃မိနစ်ပဲရှိတယ်ပေါ့နော်ဒီကအခုတော့ကျွန်တော်ဦးဆောင်တိုင်စခုံကိုရောက်ပါပြီကျွန်တော်ရှင်းမယ်ပေါ့နော်အောက်ခွင့်မယ် အာဒီနေ့နဲ့ကျွန်တော်တခါခုကိုတွားမယ်ဒီမှာလေးကောင်တာရှိတာပေါ့နော်ဘယ်မှာဒီဒီမျိုးရေးရှာကပ်စံဖြူတိုင်းကောင်တာမှာတွားပြင်ရတယ်ဟိုကအဲ့ဘူးတက်တက်ဆိုလို့ရှိရင်လားဟိုကအချွေစည်းနဲ့ဝင်ဝေးရတာပေါ့နော်ဟိုတွားမှနေရာကိုနှိမ့်ရိုက်ခဲ့လိုက်ပြုရှင်ပြုစည်းထည့်ပလဲရတယ်ပေါ့နော်နည်းနည်းတော့ကတ်တယ်ပေါ့နော်ဒါအသိမလွင်ဘူးပေါ့မုန်းဆိုင်လည်းရှိတယ်ပေါ့နော် ဒါကတော့ကျွန်တော်အောက်မဆင်းရသေးဘူးအောက်ဆင်းရမယ်အမှဒီမှာတက်တာဆီရတော့ဖတ်လာတယ်ပေါ့နော်ဒီပူချောင်းတိုင်ဆိုမှကြာတော့ဒီကျွန်တော်မြန်မာတွေလည်းပေါ်တယ်ပြီးလို့ရှိရင်ဆီရတော့တန်ကတော့လည်းရှိတယ်ဟာတကယ်ကိုမြန်မာနေကလူမျိုးတွေပေါ့နော်မြန်မာတွေဆိုအများကြီးပဲအာခုလူမျိုးတဆီရတော့တန်ကတွေတော့မှနေကြနေတယ်ဆိုတာသူကတကယ်တကယ်မှတယ်ကိုပေါ်လို့လေတကယ်ကမှတယ်ဒါမရှိဘူးဆိုလို့ဆီရတော့တန်ကတွေလည်းနေလို့ရဖို့ကမဆင်မပြေဘူးလေဆီရဆီရတော့ရှိတယ်ဆိုတော့သူကနေပြီးတော့ဆုံးနေပါတော့ကျွန်တော်ကြားတာပေါ့နော်အပလင်းကြားတယ်ပို့ကြတယ်တဲ့ စွန့်ခံကြွားစရာမလိုဆရာတော့အဲ့ဒီမျိုးဆိုတော့ပိုးပြီးတော့ကောင်းတာပေါ့နော်ကိုမင်္ဂလာဆောင်တော့ပါလို့ဆိုလို့ရှိရင်ဒီပူချောင်းဖုန်ကြောင်းမှာလည်းဆောင်လို့ရတယ်ဒီဘက်တခြားနေရာမှာလည်းဆောင်လို့ရတယ်ပေါ့နော်အဲဖုန်ကြောင်းတွေမှာဆောင်လို့ရတယ်အဲအခုတော့ကျွန်တော်ဒီမှာမြန်မာတွေကြည့်ပါအောင်ပါကွန်းရတွေပါရောင်းနေရအောက်မှာပဲနော်ဒီမှာလည်းကျွန်တော်တို့ခွန်မတောင်းလိုက်တော့ဘူးနော်ဒီလိုပဲရိုက်လိုက်တာပေါ့နော်ဒီရတူရင်လည်းတကယ် sorry ပါလို့တောက်ပန်ပါတယ်အာဒီမှာပေါ့နော်တို့တွေကြည့်တာ ကွန်းရတော့မှနော်မြန်မာနိုင်ငံလိုမျိုးပဲအပြင်မှာရောင်းတာတနခါးတယ်နေပြီးတော့တဖိနေထမင်းတွေမှာဝက်ပြီးတော့ပြရတယ်ဟိုဆိုးတော့ဆိုးတွေပါဝက်ပြီးရောက်ကြလေးတယ်ဆိုရင်အဲ့လောက်ထိကိုကျွန်တော်တို့နိုင်ငံမြန်မာတွေပေါ်တဲ့ဒီနားမှာကျွန်တော်တကယ်ချင်းစောင့်တယ်ဗောနော်ဒီမှာကျွန်တော်တကယ်ချင်းအားရောက်လာပြီဒီလိုစောင့်လာထွားသူ့ကိုစောင့်လာနိုင်ဘယ်လောက်ရှိပြီနော်ဟိုကတော့ကျွန်တော်ဝါသားတော့စောင့်မဆိုင်ရောက်ပေါ့နော်ဆိုင်ကတော့အကြီးပဲဗောနော် copy shop ဆိုတာလေး store တွေကလည်းအများကြီးပဲနေရာရှင်းလန့်ဟမ် စီးကြမ်းတကယ်အများကြီးဆိုမှအများကြီးပေါ့နော်ဟုတ်ဘစ်စတော့အများကြီးပဲတကယ်ကိုအရှိကြီးလိုရိုက်လို့တော့မဆုံးဘူးပေါ့နော်အခုကျွန်တော်ဝါသားဒေါက်တာစားဖို့လာတာလေမြန်မာဆိုင်ပဲပေါ့နော်သူကကျွန်တော်ဝါသားဒေါက်တာဆိုင်ခေါ်သွားတယ်ဒီနေ့မှာပဲပေါ့နော်ရောက်ပြီပေါ့နော်ဒီမှာပါဒီမှာမိုက်ထိုင်နေပေါ့နော်အဲ့မဲ့ကျွန်တော်ကအားနာလို့လေသူလောက်တာလေတိတ်မရိုက်လိုက်ရဘူးပေါ့နော်ကြီးစားအာကိုယ်လည်းတိတ်မရင်းနေဘူးဆိုတော့မှဝါသာတုတ်ထိုးရဲ့ဝါသာအတုတ်တွေကကုန်ရရတယ်ပေါ့နော် အော်ဒီတော့ကျွန်တော်တို့မှာထားခဲ့ပြီဘာလို့ကျွန်တော်တို့အခုကတော့ထိုင်နေတယ်ကျွန်တော်ဒီဆိုင်ရဲ့ public area တွေပဲကျွန်တော်ဘူဂျိုရိုက်တယ်ပေါ့နော်မာထောက်လျှောက်ပွဲခုံနေခင်းလာတာအေးစနေတဲ့ငွေဆိုတာလူကြတာတဲ့အကောင်လုံးဒီမှာဘေးစောရောင်းတဲ့လူတွေတော်တော်များများမြန်မာတွေတော်တော်များတယ်မြန်မာကိုပန်ဆိုင်တယ်လည်းရှိတယ်သူတို့တတိယစီမှာလောက်တာလည်းရှိတယ်မိုက်ဆိုတော့နေနေပြီးတော့ ဝတ်တောက်ထုတ်မစားဘူးမစားသေးဘူးဆိုလို့ရှိရင်ဒီမလေးရှားရောက်မှကြာပြီ꽈မျောတောက်ထုတ်မစားဘူးဆိုဒီစံဒီမှာလာစားလို့ရရပေါ့နော်ပူချောင်းတိုင်စခုမှာပါဝတ်တောက်ထုတ်ကဒါ၁၀ဖို့မှလိုက်တာနော်အချောင်း၁၀ကျော်ရတယ်၁၈ချောင်းလုံးပေးတယ်သူကအရန်တဘောကောင်းတယ်ပေါ့နော်အရန်လည်းကျေးဇူးတင်တယ်ပေါ့နော်အိမ်မှာပေါ့ဒါတော့ကျွန်တော်ကတော့ပန်းတိဖြော်ရင်ပေါ့နော်သူကတော့ဖြည်တိဖြော်ရင်တောက်တယ်ဒီကျွန်တော်ကစားတာရိုက်ချင်တာရိုက်မဲ့လို့မပါလို့ပေါ့နော်အလုံးကဘိုက်ဘိုက်အရန်လည်းစားလို့ကောင်းခဲ့ပါတယ်